ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ ရေဖြူမြို့နယ်ကံပေါက်ကျေးရွာအုပ်စုဂန်းမော်တောင်ရွာမှာရှိတဲ့ဆဲအုပ်စုနဲ့ဆက်ဆက်တဲ့ဥပိုင်ကုမ္ပဏီပိုင်စီအောင်ချက်အေရိယာထဲကတောင်းလန်းကိုနိုဝင်ဘာလ16ရက်နေ့ကဖြတ်တန်းသွားလာတဲ့ရွာသားတဦးကိုစီအောင်ချက်စစ်ဆေးဂိတ်မှာရှိတဲ့အစဲလာရှိတပ်သားတွေကအရင်နှစ်ခဲ့တယ်လို့ရွာသားတွေစီကတီးရပါတယ်ရန်နဲ့ခံရသူဟာဂန်းကိုတောင်းရွာသားတော့ခုံလုံးလုံးတဲ့အသက်60ဝန်းကျင်အရွယ်မျိုးသားတအူဖြစ်ပါတယ် စီအောင်ချန်ကအရာရှိနဲ့မိသားစုဝင်အချို့ကိုဘီဒူကောက်ကိုရေးတပ်ဖွဲ့တစ်ခုကဖမ်းဆီးဆက်ဆီးပြီးတဲ့နောက်အခုနှစ်စက်တင်ဘာလမှာကန်ဝတ်ကလေးအော်လမ်မိုင်းကစီအောင်ချန်ဆက်ဆီးကိတ်ကိုထတ်တိုးပိတ်ထားတာပါစီအောင်ချန်နဲ့ဆက်ဆက်နေတဲ့ဖားချောင်းကျေးရွာအုပ်စုကိုသွားတဲ့ရွာချင်းစစ်လမ်းတွေကိုစက်လန်ရှေတပ်ကမိတူးစစ်နဲ့ဖျက်တောက်ထားတဲ့အပြီးစီအောင်ချန်ဧရိယာနဲ့ဖားချောင်းကျေးရွာအုပ်စုဘက်ကိုသွားလာမယ်ဆိုရင်စီအောင်ချန်ကိတ်ကိုအကြောင်းကြားရမယ်လို့အစားနဲ့တတိပေးထားပါတယ် ကဲဘောက်တိုက်နယ်ထဲကဂျေးဝါရီမှာစန္ဒာရှိတက်နဲ့ဘူစောတီဆက်စေးဂိတ်ဆက်ခုလောက်ရှိပြီးအဲ့ဒီဂိတ်တွေမှာဖြတ်တန်းသွားလာတဲ့ဒေတာခန့်တွေမကြာခဏအရင်နဲ့ဆက်စေးခံရတာတွေကြုံကြရတယ်လို့ဆိုကြပါဗျ။